မင်္ဂလာပါကျွန်တော်တို့ DBS ရဲ့ Forest Indicator Series ကနေကြိုဆိုပါရစေ။ဆိုတော့ဒီ series ကကျတော့ကျွန်တော်တို့ဒီ Forest မှာအသုံးများတဲ့ indicator တွေကျွန်တော်တို့မိတ်ဆက်ပေးပြီးတော့မှာဘယ်လိုသုံးရမလဲဆိုတာကိုပြပေးတဲ့ series ပေါ့နော်။ဒီနေ့ပြောမယ့် indicators ကတော့ Bollinger Brand ဖြစ်ပါတယ်။ ဆိုဘလုံးညာဘန်းစင်တီဂီတာကကျွန်တော်ဒီအင်ဒီကေတာထဲမှာ VOLING ရ BNDS ဘလုံးညာဘန်းဆိုရနေလို့ရှိရင်ဒီမှာရှာတွေ့တဲ့ဘလုံးညာဘန်းဆိုတဲ့အင်ဒီကေတာဖြစ်ပါတယ်ဆိုကျွန်တော်အခုသုံးနေတာကတော့ trading views ပါ trading view ကတော့ကျွန်တော်တို့ free account ဖွင့်နေရပါတယ်အကောင့်မရှိသေးဘူးဆိုလို့ရှိရင်အောက်က link မှာကျွန်တော်တို့ဖွင့်ပို့ပေးထားပါတယ်ဆိုတော့ဘလုံးညာဘန်းမှာကျွန်တော်တို့ components 3ခုပါမယ်ပါတယ် upper band ရယ် out band ရယ် middle band ရယ်3ခုဖြစ်ပါတယ် upper band lower band middle band လို့ကျွန်တော်တို့ခေါ်ကြပါတယ် အဲ့တော့အဓိကကတော့ middle bank ကကျွန်တော်တို့ဒါ moving average တခုပါအရှိမကျွန်တော် moving average ဗီဒီယိုသင်ခန်းစာလေးတင်ထားတာရှိပါတယ်မကြည့်ရသေးရင်ကြည့်လို့ရပါတယ်ဆိုတော့ moving average ကိုကျွန်တော်တို့အလဲက moving average ကိုမှီခိုပြီးတော့မှ upper band နဲ့ lower band က standard deviation လို့ခေါ်တယ်နောက်ထပ်နှစ်ခုထည့်ထားတယ်လို့ဆိုကြပါစို့အဲ့တော့ဒီအလဲ band ပေါ်မူတည်ပြီးတော့မှအပေါ်နှစ်အောက်နှစ် standard deviation ထည့်လိုက်လို့ရှိရင် အပဘန်နဲ့လိုအပ်ဘန်တွေရပါတယ်ဆိုတော့အဲ့ဒီ setting တွေကိုကျွန်တော်တို့ဒီဘက်က Bollinger Band ရဲ့ setting ထဲမှာကြည့်နိုင်ပါတယ်ဒီ moving average ဖြစ်တဲ့ simple moving average SMA ရဲ့ lunch က20ပါဆိုတော့ဒါ20 moving average ဖြစ်ပါတယ်ပြီးရင် source ဒီ close ကိုယူထားပါတယ်ကန်တဲ့ရဲ့အပိတ်ကိုယူထားတာဖြစ်ပါတယ် standard deviation ကတော့1ပါအဲ့ကျွန်တော်တို့တော်တော်များများက Bollinger Band ကိုတုံးတဲ့အခါမှာ default setting ကိုပဲတုံးနေရှိကြပါတယ်ဒီဟာတွေကိုပြောင်းနေသိမရှိကြပါဘူးအယောင်တွေကတော့ကြိုက်သလိုကျွန်တော်တို့ထားလို့ရပါတယ်အခုကျွန်တော်ကတော့ဒီတိုင်းပဲအလဲရအပြား အပေါ်ကအနီနဲ့အောက်ကအစိမ်းပဲကျွန်တော်ထားလိုက်ပါမယ်ပြီးရင် okay လေးနှိပ်ထားလိုက်ပါမယ်ဆိုတော့ Bollinger Bank က volatility ကိုပြတဲ့ indicator မျိုးစားဖြစ်ပါတယ်ဆိုလိုတာက market ကဘလောက်အထိရွေးရှားမှု ဖြစ်နေတယ်လဲ market အရန်လှုပ်နေတယ်လား market ငြိမ်နေတယ်လားဆိုတာကိုပြတဲ့ indicator မျိုးစားဖြစ်ပါတယ်ဆိုတော့ market လှုပ်တယ်လားငြိမ်တယ်လားကိုသူဘာနဲ့ပြလိမ့်ရှိလဲဆိုလို့ရှင် Bollinger Bank ရဲ့ squeeze နဲ့ expand နဲ့ပြလိမ့်ရှိပါတယ်ဥပမာဒီနေရာကိုကြည့်မယ်ဆိုလို့ရှင် market ဒီဘေးလိုက်သွားနေတာကိုတွေ့ရပါလိမ့်မယ်။ sideway market ပါ။ sideway market ထဲမှာ bollinger band ဒီ squeeze ဖြစ်နေပါတယ်။ဆိုတော့အပေါ်ဘန်းနဲ့ elevated band နဲ့ out lower band ၃ခုရဲ့ကြားကွာခြားချက်ကတဖြည်းဖြည်းနဲ့ကျင်းပြောင်းလာပါတယ်။အရင်ကျင်းသွားပြီဆိုလို့ရှိရင်ပြန်ပြီးတော့မှကန်တက်ပြီးတော့ band ကနေဆိုပြန်ကျယ်ဝါတာမျိုးရှိပါတယ်။အဲ့လိုပြန်ကျယ်ဝါတာကို expand ဖြစ်တယ်လို့ခေါ်ပါတယ်။ဟိုဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် bollinger band စီ squeeze ဖြစ်နေရတာနေပြီးတော့မှ price ဒီတစ်ဖက်ဖက်ကိုပြေးတဲ့အချိန်မှာ expand ဖြစ်ပြီးတော့ပေါလာတာကိုတွေ့ရပါလိမ့်မယ်ဒီမှာဆိုရင်လည်း screen အရင်ဖြစ်နေတဲ့အချိန်ဘေးလိုက်သွားနေတဲ့အချိန်ကနေပြီးတော့မှ price ဒီအပေါ်ကိုတက်သွားတဲ့အချိန်မှာ Bollinger Band ဒီ expand ဖြစ်ပြီးတော့အပေါ်ကိုပေါလာတာကိုတွေ့ပါလိမ့်မယ်ဆိုတော့ဒီ Bollinger Band ကိုဘယ်လိုထွင်မလဲကျွန်တော်တို့တော်များထွင်ပုံထွင်နေရတော့ပထမတစ်ဆင့်ဒီလို squeeze ဖြစ်နေတဲ့အချိန်ဒီလိုကျင်းနေတဲ့အချိန်မှာ price ဒီဘေးလိုက်ဆိုင်ဝေးသွားနေတာဖြစ်ဖို့များတဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာ price တစ်ဖက်ဖက်ကိုသွားတဲ့ breakout ကိုစောင့်ပါတယ် ပြီးရင်တော့ break out ဖြစ်သွားတဲ့ဘက်ကိုလိုက်ပြီးတော့ထိတ်တာမျိုးလုပ်ကြပါတယ်ဒါကနီလန်တစ်ခုပါဆိုတော့ဒီမှာပြောမယ်ဆိုရင် Bollinger Band ဒီနားမှာ squeeze ဖြစ်နေတယ်ပြီးတော့မှဒီလိုမျိုးအချောင်းရှည်ကြီးနဲ့အောက်ဘက်ကို break သွားပါတယ်အဲ့ဒီအချိန်မှာလိုက်ပြီးတော့မှ short trade ဝင်နေဆိုလို့ရှိရင်ကျွန်တော်တို့အကျိုးအမြတ်ရနိုင်ပါတယ်အဲ့လိုပဲကျွန်တော်တို့ဒီမှာ Bollinger Band ဘေးလိုက်သွားနေတဲ့အချိန် squeeze ဖြစ်နေတဲ့အချိန်မှာဒီကနေ break out ဖြစ်သွားတဲ့အချိန်မှာ upper break out ဖြစ်တဲ့အချိန်မှာ expand သွားတဲ့အချိန်မှာ buy order တင်ပြီးတော့မှအကျိုးအမြတ်ရနိုင်ပါတယ်ဒါတော့နီလန်တစ်ခုပါ ဒုတိယနေလန်းကတော့ဘိုလင်ဂျာဘန်ရဲ့ upper band နဲ့ lower band တွေကို dynamic support resistant အနေနဲ့တိုက်တုံးတာပါ။ price ဒီဘိုလင်ဂျာဘန်ရဲ့ upper band ကိုထိတဲ့အချိန်မှာဒီလိုမျိုး rejection နဲ့အောက်ကိုပြန်သွားတဲ့အခြေအနေမျိုးတွေတွေ့ရမှာဖြစ်ပြီးတော့အဲ့လိုပဲ lower band ကိုထိတဲ့အချိန်မှာလည်းဒီလို rejection နဲ့အပေါ်ကိုပြန်လက်သွားတဲ့အခြေအနေမျိုးတွေတွေ့ရမှာဖြစ်ပါတယ်။ ဓာတ်တွေကို dynamic support resistant လို့ခေါ်ပါတယ်။ဒါပေမဲ့ဘွန်ဂျာဘန်းကိုတူတူခွဲသုံးတာအရင်အနေနဲ့များပါတယ်။ဘာလို့လဲဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် price ဒီ upper band ကိုထိပေမဲ့ဇက်တက်ကြီးဆက်တက်နေတာကိုတွေ့ရပါလိမ့်မယ်။အဲ့လိုပဲ price ဒီ lower band ကိုထိပေမဲ့ပြန်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 ကျသွားတာကိုတွေ့ရပါလိမ့်မယ်။ဒီလိုအခြေအနေမျိုးတွေရှိရတဲ့ကြောင့်မို့လို့ဘွန်ဂျာဘန်းကိုတူကြည့်ပဲသုံးတာထက်တခြား indicator ဒါမှမဟုတ်တခြား secondary နဲ့တွဲပြီးတော့သုံးတာပို့ပြီးတော့တင့်တော်ပါတယ်။ဘလို့ဟာမျိုးတွေနဲ့တွဲသုံးလို့ရတယ်ဆိုလို့ရှိရင်ဥပမာ support and resistance အခုဒီမှာဆိုရင် support zone တခုကို price ပြန်ရောက်လာတဲ့အချိန်မှာ support zone ကနေထောက်ပြီးတော့ပြန်ထွက်သွားတယ်။အဲဒီအချိန်မှာ Bollinger Band ရဲ့အောက်ဘန်းကိုလည်းထောက်ပြီးတော့ထွက်သွားတယ်ဆိုလို့ရှိရင်ဒါဒီ buy signal လို့ပြောလို့ရပြီးတော့ buy နေလို့ရှိရင်ကျွန်တော်တို့အကျိုးမြတ်ရမှာဖြစ်ပါတယ်။ဒီမှာဆိုရင်လည်းအရှိမရှိခဲ့တဲ့ resistance zone ကို price ပြန်ရောက်လာတဲ့အချိန်မှာဘူရင်ဂျာဘန်ကိုထောက်ပြီးတော့မှပြန်ဆင်းလာဖြစ်တဲ့ကြောင့်မို့လို့ဒီမှာ short မယ်ဆိုလို့ရှိရင်လည်းအကျိုးမြတ်ရနိုင်ပါတယ်နောက်တစ်ခုကတော့နောက်ထပ် indicator တစ်ခုဖြစ်တဲ့ ISI နဲ့တွဲပြီးတော့တုံးတာပါ ISI relative strength index ဆိုတာကလည်းကျွန်တော်တို့ဖိရလောကမှာအသုံးများတဲ့ indicator တစ်ခုပဲဖြစ်ပါတယ်ဒါလေးကိုထည့်ပြသွားလို့ရှိရင်ဥပမာဒီမှာ band က lower band ကိုကျော်ပြီးတော့မှ lower band နေကန်ထွက်လာတယ်ဒီအချိန်မှာ RSI ကလည်း oversold ပြရဲဆိုလို့ရှိရင်ဒါဒီ signal နှစ်ခုပေါင်းပြီးတော့မှ buy trade ဝင်နိုင်ပါတယ်ဒီနေရာမှာလည်းအတူတူပါပဲ RSI က over sold ပြနေတဲ့အချိန်မှာဒီမှာ band ကနေပြန်ကန်တက်လာတာမျိုးတွေ့တဲ့အခါမှာကျွန်တော်တို့ bind trade ဝင်လေရပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ ISI က overbought ပြတဲ့အချိန်မှာ Bollinger band ကလည်းကျွန်တော်တို့ band ကိုထိပြီးတော့နှစ်ခါတောင်ထိပြီးအောက်ကိုကျသွားတာဖြစ်တဲ့ကြောင့်မလို့ဒီနေရာမှာ sell order ဝင်လေရပါတယ်ဆိုတော့ဒီနေ့ပြောချင်တဲ့ Bollinger band indicator အကြောင်းကတော့ဒီလောက်ပါပဲကျွန်တော် indicator တစ်ခုတည်းကိုဥတည်ပြီးတော့မှအယောင်းဝင်လုံချင်းကမှားနေတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ရဲ့ first indicator series ကိုစောင့်ကြည့်ပြီးတော့မှ indicator တွေကို ဘလို့တွဲဖက်ပြီးတော့တွဲဆက်ပြီးတော့တုံးလို့ရမလဲဆိုတာလေးကိုလည်းသိကျင်စေချင်ပါတယ်။ပြီးတော့ထွက်ထုတ်တဲ့အခါမှာဘယ်တော့မဆိုဘတ်ဒက်စ်ဒေတာလုတ်ပြီးတော့မှကိုယ့်ရဲ့ strategy ကိုကိုယုံကြည်လာတဲ့အထိ data ရပြီဆိုတော့မှ react trade ကိုဝင်သင့်ပါတယ်။ဒါလေးကိုလည်းကျွန်တော်ဒီပြပြရစီခင်ဗျာ။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဒီပြအောင်ကြည့်ပြကျေးဇူးများရှိတင်ပါတယ်။ကျွန်တော်တို့ subscribe လုပ်ရတဲ့ subscribe လုပ်ပေးခဲ့ပါ။ Instagram Pro ကတော့ကျွန်တော်တို့အကောင့်ဆုံးပါတနာဖြစ်ပါတယ်။ Description ထဲက link ကနေပြီးတော့အကောင့်ဖုန်းလိုက်ရပါတယ်။ကျေးဇူးများရှိတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေ။